ဒီချိန်မှာဆေကျော်သက်သားသမီးတွေကိုပိုက်ဆိုင်ထားတဲ့ဖေဖေမိမိတွေအတွက်ဆေကျော်သက်ဘဝမှာဖြစ်လိဖြစ်တာရှိတဲ့ပြဿနာတွေတနည်းအားဖြင့်ပြောရင်ဒီနေ့ခေတ် trend မှာဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးပြရှိပါတယ်။ကျွန်တော်အချက်၅ချက်တွေ့ရပါတယ်။နံပါတ်၁ကပါလဲဆိုတော့ကလေးတွေဟာအိမ်တွင်းအောင်းလာတယ်ကွန်ပျူတာရှေ့မှာအနေများလာတယ်။အဲ့တော့အဲ့ဒီအနေတစ်ဆက်ထဲမှာဖြစ်လာလဲဆိုတော့လူတွေနဲ့ပေါင်းတင်ဆက်ဆံရေးအားနည်းလာတယ်။ပေါင်းနေဆက်ဆိုင်မလုတ်တတ်တော့ဘူးเนาะလူကြီးကြားထဲမှာမနေတတ်တော့ဘူးအဲ့ဒီကနေမစင်သူတို့ဟာ လူတွေပေါ်နားလေပေးတတ်တဲ့ကိုချင်းစာတဲ့စိတ်ကလေးတွေနည်းနည်းလေးအားနည်းသွားတယ်အဲ့တော့ကွန်ပျူတာရှင်းမှာပဲအနေများတော့ကိုလုတ်ချင်တာတွေကိုဖြစ်ချင်တာတွေအတွက်ကိုရဲ့စိတ်ခံစားချက်တွေကြီးလာတယ်တခါတည်းမှာဒေါသကြီးလာတဲ့ဆဲဆူလာတဲ့အထိတွေကျွန်တော်တို့ကဖြစ်လာတယ်အဲ့တော့ဒါတွေကို emotional problem လို့ပြောလို့ရပါတယ်နောက်တစ်ခုကတော့ generation တွေကွာမိဘနဲ့သားသမီးက အာဒီဟိုဥမာနီးပညာပိုင်းကအစားဒါတွေသမီးတွေကတက်ဘလက်တွေဖုန်းတွေကိုကောင်းကောင်းပို့တုံးအောင်ချတတ်တယ် app တွေကိုတုံးချတတ်တယ်မိဘအောင်တုံးချတတ်တယ်အားနေတယ်တော့ technology gap ပဲတော့တကယ်တကယ်တော့ဒါက generation ရဲ့ gap ပါပဲ generation ကျွန်တော်တို့လို generation x y ရဲ့ gap နဲ့ဒါတွေသမီးတွေရဲ့ gap ကွာတာပါပဲ နောက်ထပ်ကွာခြားချက်တစ်ခုကပါလဲဆိုတော့ဒီနေ့ဖြစ်မှာကလေးတွေကိုတက္ကသိုလ်လုံးမှာကဟိုအနိုင်ကျင့်မှုတွေမခံရအောင် sex education လို့ဟာမျိုးတွေကစပင်ပေးကြပေးလာကြတယ်။သို့တော့အာကျွန်တော်တို့ရဲ့ရင်ကျေးမှု delay ထုံးနှင်းစင်လာမှာမတူညီတဲ့ဟာတွေကြတော့အာဒီအပေါ်မှာဟိုတီအောင်ကျွန်တော်ပြောပြနိုင်မှုအားနည်းလာတာတွေ့ရတယ်။ဒါနဲ့တွဲပြီးဆက်ပါလာတာကဒီ social media ရဲ့ security safety by security ဘိုင်းပေါ့နော် social media ကိုအသုံးများတယ်။သုံးတဲ့အခါမှာကိုယ့်ရဲ့ဓာတ်ပုံတွေ video တွေကိုအသုံးချပြီးတော့ငွေညှစ်တာတွေဖျောက်ဒီဒီအာပြဿနာမျိုးစုံရှာတာမျိုးတွေလုံခြုံမှုအားနည်းလာတာမျိုးတွေကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့ဒီပြဿနာတွေကိုကျွန်တော်တင်ပြခဲ့တာကမိဘတွေဘယ်လိုလုပ်မလဲဘယ်လိုဖြေရှင်းမလဲဆိုတာကိုဆွေးနွေးပြမှုဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ဆယ်ချောင်သက်တွေရဲ့ပြဿနာတွေနဲ့ပတ်သက်လာရင်ပထမဆုံးတွေ့ရတဲ့ဟာတစ်ခုကသူတို့ရဲ့စိတ်ကြမ်းမာရေးပါသူတို့စိတ်ကြမ်းမာနေဖို့ခံစားချက်တွေအလုံးစုံမဖြစ်စေဖို့လိုပါတယ် ဇေယောကဖြစ်လာရင်ဖီးယမ်းများလာတယ်။ဘာဖြစ်လို့လဲဆိုတော့တို့ရဲ့အကြောင်းစာတွေ social media တွေဒါတွေကြောင့်သိချင်တာတွေကပုံများလာတယ်။မိသားစုအတွက်လည်းတို့ဒီလားသူကမှတို့မျောလင်းချက်တွေဖြစ်ချင်တာတွေများလာတယ်လုတ်ပေးနိုင်တော့အစင်ပြည့်ရဲ့လုတ်မပေးနိုင်တဲ့အခါမှာအားငယ်တာတွေစိတ်တက်ကြလာတွေစိုးရိမ်တာတွေဖြစ်လာပြီးတော့နောက်ဆုံးကိုကိုကိုဒုက္ခပေးတဲ့အထိကျွန်တော်တို့ကြုံတွေ့ရပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်ကိုယ်တွေမလုတ်ပေးမယ်မိဘတွေအနေနဲ့ကတော့တို့ကို အချိန်ပေးစကားပြောတာမျိုးသူတို့စိတ်ထဲရှိတာကိုပြောနိုင်ဖို့အချိန်ပေးပြီးနားထောင်ပေးတာမျိုးလိုပါတယ်ဒီနေရာမှာတခုရှိတာကသူတို့ကိုတွားပြီးမဝေဖန်ပါနဲ့နားပဲနားထောင်ပေးပါနော်နားလည်ပေးကြောင်းပြပေးပါသူတို့ကိုစောင့်ကြည့်ပေးပါသူတို့စိတ်တွေခဏခဏပြောင်းနေလားသူတို့လုံနေကြလို့ဒီမလုံတော့ဘူးလားတယောက်ထဲနေနေလားနော်အဲသူတို့ရဲ့ဝါသနာတွေကအမျိုးမျိုးပြောင်းနေသလားနော်လူအပ်လာရင်လည်းနားလည်တဲ့ပညာရှင်တွေနဲ့ပြဖို့လိုတယ်အထူးသဖြင့်တော့သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာခက် ကိုခန္ဓာပိုင်းဆိုင်ရာတွေကိုအနားယူဖို့လိုတယ်အဲ့တော့အထူးသဖြင့်ဒီ screen time တွေ short ချနိုင်ဖို့ကိုမိဘတွေကစူးစမ်းပြဖို့လိုပါတယ်ဒါအရေးကြီးကြပါတယ်ခင်ဗျာနောက်တစ်ခုကိုကျွန်တော်ဆက်ပြောရလို့ရှိရင် digital kit ဖြစ်နေတဲ့အခါကျတော့တို့မှာ social media နဲ့ online မှာလုံခြုံမှုကောင်းကောင်းရဖို့ကအရေးကြီးနေပါတယ်ဒီနေ့ခေတ် online ကကောင်းကျိုးရောဆိုးကျိုးရောနှစ်ခုလုံးကျွန်တော်တို့ကကြုံနိုင်ပါတယ်လူလာထက်ပိုသုံးလို့ရှိရင်လည်းအနေရရှိနိုင်တော့เนาะ ဟို screen time ဒီ social media မှာအနေများတဲ့အခါမှာမြင်တာတွေ့တာတွေကမဖြစ်မဖြစ်နိုင်တာတွေကိုတို့တောင်းဆိုလာနိုင်တောင်းတလိုက်နိုင်တယ်။တစ်ဖက်မှာလည်းတို့ကိုအနိုင်ကျင့်မဲ့လူတွေရှိလာနိုင်တယ်။တို့ရဲ့ရုပ်ပုံတွေ video တွေကိုအသုံးချလာနိုင်တယ်။အဲ social media ကိုအကြည့်များတဲ့အခါမှာအေးပြက်လာနိုင်တယ်။အဲ့တော့စိတ်တွေမကြည်လင်တဲ့အခါမှာကိုယ့်ရဲ့ကိုယ်ကိုယ်ရာပိုင်းဆိုင်ရာကိုယ့်ရဲ့တိုးတက်မှုပိုင်းဆိုင်ရာတွေမှာလည်းနှောင့်နှေးသွားတာတွေကျွန်တော်တို့တွေ့ရနိုင်ပါတယ်။အဲ့တော့ဒါကြောင့်မလို့မိဘတွေအနေနဲ့ စလုပ်ခဲကူကငငယ်လေးတဲ့ကူက screen time ကိုတေချာတတ်မှတ်ထားပဲဘယ်နေရာမှာကြည့်ရမယ်ဘယ်အချိန်မှာကြည့်ရမယ်ပြော့အသက်အရွယ်လိုက် keypad ပေးမလား mobile phone ကိုဟာလာဒီကျွန်တော်ပို့ကြည့်လို့ရတဲ့ဖုန်းကိုပေးမလား tablet ကိုပေးမလားဒါမျိုးကဆက်တေချာနားလေထားဖို့လိုပါတယ်ဟိုဟိုကိုနားအင်းပြီးရောဆိုပြီးတော့မွေးလာကလေးရဲ့ tablet ကြီးကိုလက်ထဲထည့်တာမျိုးကမလုပ်ကြဘူးမလုပ်တင်ပါဘူးသူများနိုင်ငံတွေမှာလည်းမလုပ်တာကိုကျွန်တော်တွေ့ရပါတယ်နောက်ဆက်တက်လာရင်တော့သူတို့ဒီ ဘာကိုအကြည့်များလဲဘသူတွေနဲ့များသူတို့တွေဟာတကယ်ချင်းဖြစ်နေလဲဘယ်အုပ်စုတွေမှာ chatting လုပ်နေတယ်လဲဘာအကြောင်းအရာတွေကိုဆွေးနွေးနေလဲအဲ့ဒီကနေပြီးတော့မှသူတို့ရဲ့အနေနဲ့ရှိလားဒါဝင်ဒီ online ကနေပြီးတော့တစ်ဆင့်နောက်ထပ်ပြဿနာတွေတက်လာနိုင်လားသူတို့ရဲ့ဝေးကူတာတွေကိုထိခိုက်နိုင်လားမိသားစုအရေးကိုထိခိုက်နိုင်နိုင်လားဒါတွေကိုကျွန်တော်တို့ကကြည့်ပေးရအောင်အဲ့တော့ဒီနေ့အဖြစ်ပြောရင်အားလုံးကမြတ်မြတ်တတဖြစ်တယ်ကိုကောင်းတာပေါ့နော်ကိုယ့်ရဲ့ဂျမားရေးမိသားစုအတွက်အချင်း လူတွေနဲ့ထိတွေ့ဖို့လူမျိုးရေးတွေမှာပါဝင်မှုတွေအစားဒါလေးတွေဖြစ်လာအောင်မိဘကတည်တည်ချာချာနှီးပေးလက်ပြလုပ်ပေးဖို့လိုပါတယ်ခင်ဗျာနောက်တစ်ခုကသူတို့မှာရှိနေတဲ့သူတို့ကြုံနေရတဲ့ပညာရေးဖိအားတွေနဲ့အနာဂတ်မကြီးရမတည်ကြတာတွေကလည်းနောက်ထပ်ပြဿနာတစ်ခုဆေကျော်တက်ဘဝမှာကျွန်တော်တို့ပညာသင်နေဆိုတာကဒီအကြောင်းကြီးအနေဖြင့်နော်ကောင်းကောင်းနေမယ်ပညာကောင်းကောင်းသင်နေဆိုတာကအနာဂတ်မှာအလုပ်ကိုင်နေအများကြီးရဖို့ ကောင်းကောင်းရဖို့ဒါကျွန်တော်ကြိုးစားတာပါအဲ့မဲ့တစ်ခါတည်းမှာမိဘတွေရဲ့လောဘပေါ့ကလေးကို PR တွေပေးတယ်အဆင့် A+ တွေထွက်ရမယ်အဆင့်တတွေရရမယ်ဆိုတော့အဲ့မှာကလေးတွေက PR ဝင်လာကြောက်စိတ်တွေဝင်လာတယ်အဲ့တော့လိုင်းလုံးနိုင်တဲ့ကလေးကပြဿနာမရှိမယ်မလုံးနိုင်တဲ့အခါမှာသူ့ကိုယ်သူမယုံကြည်တော့ငါအနာကကတေချာတေချာပါမလားငါအလုပ်ကိုင်ကောင်းကောင်းရပါမလားဒါကသူ့မှာနောက်ထပ်ဝင်လာတဲ့ stress တစ်ခုဖြစ်ပါတယ်တစ်ဖက်ကကြည့်ရင်လည်းနေ့စဉ်လူနေမှုဘဝကအမျိုးမျိုးပြောင်းလဲနေတယ် ဒီဖြစ်ပေါ်တိုးတက်မှုတွေပတ်ဝန်းကျင်ရဲ့ဖြစ်ပေါ်တိုးတက်မှုပြောင်းလဲမှုတွေကိုကြည့်ပြီးတော့သူအာယုံနောက်ပြီးတော့ဘာဆက်လို့လို့လောက်ရမယ်မသိတော့တာလေသူ့ပြဿနာတခုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒါကိုမိဘတွေဘယ်လိုဖြေရှင်းမလဲအဓိကကတော့မိဘကိုယ်တိုင်ကလက်တွေ့ကြတဲ့အခြေအနေမှာသားသမီးကိုဆွေးနွေးပေးဖို့လိုတယ်သူတို့ရဲ့ရည်ရွယ်ချက်တွေဟာတကယ်လက်တွေ့ကြကြလုပ်လို့ရပါမလားကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုနေတဲ့နေရာနဲ့ကိုင်ညီပါမလားအဲ့တော့အဲ့လိုမျိုးတွေကိုတိတိလက်ခံလဲအောင်လုပ်ပေးဖို့ရမှာ ကိုသားသမီးဘလောက်တော်တယ်ဆိုတာမျိုးကိုမိဘကမြင်တတ်ဖို့လိုတယ်ဘယ်အချက်ကသူတို့တော်တယ်ဘယ်ချက်ကလူနေသေးတယ်ဆိုတာမျိုးကိုထောက်ပြဖို့လိုတယ်အထူးသဖြင့်ကိုသားသမီးဟာသူများထက်တာတာကိုနိုင်ရှင်ပြတတ်ဖို့လိုတယ်ဒါမှကိုသားသမီးကဟာငါမိဘကငါ့ကိုယုံကြည်မှုရှိတာရှိပါလားလို့သူတို့မြင်လာပါလေနော်ဟိုအတန်းထဲမှာအဆင့်ကောင်းခြင်းဟာဟိုအနာပြလောက်ကန်ရတာတခုလည်းမဟုတ်ပါဘူး เนาะအခြားချက်တွေအများကြီးအရေးကြီးပါတယ်။မှကျွန်တော်တို့အခုကျွန်တော်တို့သင်တန်းကျောင်းကနေလေ့ကျင့်ပေးနေတဲ့ life skills for youth ရဲ့ program မျိုးတွေကဒါအဆင့်တစ်ယာယီအပြင်ကိုနောက်တက်ကလေးတွေအတွက်လိုအပ်တဲ့အရေးချင်းတွေကိုကျွန်တော်တို့မြင့်တင်ပေးတဲ့ program မျိုး soft skill program တွေဖြစ်ပါတယ်။အဲ့တော့ဒါကြောင့်မလို့ပြောချင်တာကမိဘတွေကိုယ်တိုင်ကလည်းလမ်းလွဲမနေဖို့လည်းအရေးကြီးပါတယ်ခင်ဗျာ။နောက်ကျွန်တော်တို့ကြုံရတာတစ်ခုကဘာလဲဆိုတော့ဆေကျော်တက်ဘွားမှာကိုကိုကိုအားမလို့အားမရဖြစ်တယ်။သူများကိုတော့အားကြားတယ်ပြဿနာ။အဲ့တော့အရေးကြီးတာကကိုပါကောင်းလေမိဟာသူတွေကိုပါကောင်းလေ ဟိုကညံ့နေတာပါသူတို့ကအရန်တော်နေလို့လားဒါတွေကိုကျွန်တော်ထိချာနားလေဖို့လိုတယ်လူတွေကအဲ့လိုနားမလဲတဲ့ခါမှာကိုကိုရဲ့ကိုသိန်းခါကိုကိုမကြည့်တော့ဘူးပေါ့နော်ကိုကုံနဲ့ကိုမကြည့်တော့ဘူးကိုရဲ့ဖြစ်တည်မှုကိုမေ့သွားတယ်ဟိုမှန်ရှင်းလေးကြည့်ပြီးတော့သူများနဲ့ရုပ်ရည်အားစာနိုင်ရှင်းလာတယ်သူများဝှချင်းဝှချင်းနဲ့သူများစားခြင်းစားခြင်းနဲ့သူများလိုခန္ဓာကိုလှခြင်းနဲ့အဲသူများယောက်ျားဖြစ်ခြင်းမိန်းမဖြစ်ခြင်းတွေမှာပြဿနာဖြစ်လာတယ်အဲ့တော့ကိုဖြစ်တည်မှုကိုကိုကိုယူတတ်ဖို့ ကျွန်တော်ကြိုးစားပေးဖို့လိုတယ်ကိုယ့်ရဲ့အစွမ်းအစထက်အဲဒီပြင်ပလက္ခဏာတွေကိုအသာပေးလာတာဟာအာဒါမကောင်းတဲ့အဲဖြစ်ပေါ်မှုတစ်ခုလို့ကျွန်တော်မြင်ပါတယ်အဲ့တော့ဒီပေါ်မှာလည်းမိမာတွေမှာတာဝန်ရှိပါတယ်လူတွေမှာမတူညီတာလူတွေရဲ့ကွဲပြားတတ်မှုတွေကိုကျွန်တော်တို့ဖောက်ပြတတ်ဖို့လိုတယ်လူပဝင်ချင်မှနေတဲ့အခါမှာပြီးခံတတ်တာလိုက်လျောညှိနှိုင်းပြီးနေထိုင်တတ်တာကိုမိဘအရှင်းပြပေးရမှာဖြစ်ပါတယ် နောက်ကကိုယ့်ရဲ့လက်ရှိအခြေအနေအရှိတရားကိုလည်းကြီးကြီးလက်ခံတတ်ဖို့အမှန်ကိုအမှန်တိုင်းပြောပြတတ်ဖို့လိုပါတယ်။တရားနေခြင်းတို့အတွက်မှန်ကန်တဲ့အပေါင်းအသင်းတွေရဖို့စိတ်တူကိုယ်တူတငယ်ချင်းတွေရဖို့ဒီလိုနေတဲ့ထိုင်တတ်တာဟာလေကိုမှအားသာချက်တစ်ခုဖြစ်တယ် network ရဲ့အားသာချက်ဟာမျိုးကိုသူတို့နားလည်အောင်ပြပြဖို့လိုပါတယ်ကိုပတ်ဝန်းကျင်မှာနီနီနာနာရှိနေတဲ့လက်ညှိုးထိုးအတုယူစရာနမူနမူနာယူစရာလေးတွေကိုလည်းမိမတွေကရှင်းရှင်းလင်းလင်းပြောပြတတ်ဖို့လိုပါတယ်ဓမ္မသာရင်အာသမီဟာ စိတ်လုံခြုံမှုရပြီးတော့ကိုယ့်ကိုယုံကြည်မှုရလာမှာဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဘာပြောလဲဆိုတော့မိဘနဲ့သားသမီးကြားမှာရှိတဲ့ဆက်ဆံရေးနဲ့ယုံကြည်မှုကိုတည်ဆောက်ဖို့ပါပဲအဆိုးဆုံးကငါမိဘပဲဆိုတော့အာနာအယံမပြမိဘူးလို့ပါတယ်ဆရာတက်ရွယ်ဆိုတာကြီးကောင်ဝင်လာပါပြီလိုလမှုကိုလိုချင်ပါတယ်ဒါသဘာဝပါပဲမိဘတွေဘက်ကလည်းသူတို့နားလည်ပြီးဖို့လိုပြန်အရင်ကြီးတာကသူတို့ကိုမမှန်ကန်ကန်နီလန်းပြပေးနိုင်ရင်သူတို့စီကယုံကြည်မှုကိုရနိုင်ပါတယ် အဲ့လိုမှမပေးနိုင်ဘူးဆိုရင်တို့ကလည်းမိဘဘာမှပြန်မပြောတော့ဘူးလှုပ်ရှင်တာလှုပ်မယ်လိမ်မယ်ညာမယ်ဖုံထားမယ်အဲ့ဒီခါမှာမိဘနဲ့သားသမီးတွေကြားထဲမှာပြိပခါတွေဆာလာပြီးနားလည်မှုတွေလွဲလာတယ်လေကျွန်တော်တို့ဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့မိဘတွေဘက်ကကိုကလက်ချာတွေပေးဩဝါဒတွေပေးတာတဲ့တို့ကိုနားထောင်ပေးပါနားလည်ပေးပါအကန့်အသတ်လေးထားဘယ်ကိစ္စဆိုရင်ဒါတို့တမီးကိုဆုံးဖြတ်လို့ရတယ်ဘယ်ကိစ္စဆိုရင်တော့ဖေဖေမေတို့ဝင်ပါပေးမယ်ဆိုတော့ ဆုံးဖြတ်မှုတွေမှာအကူအညီပို့ကျွန်တော်တို့လိုပါတယ်အဓိကကတော့တို့ဘေးမှာမိဘတွေရှိနေရဆိုတာကိုသိနေဖို့လိုပါတယ်ကိုချမှတ်ထားတဲ့စီကံတွေကိုအပြောင်းလဲတွေမလုပ်ဘဲနဲ့ဒါဆိုဒါပဲတည်တည်ကြကြလေးသွားပေးဖို့လိုတယ်ကလေးတွေရဲ့စိတ်ထဲမှာဘယ်အရာတွေတော့မမိဘကွန်ပျူတာတွေဘာလုပ်လို့ရလဲဘာလုပ်လို့မရအောင်ဆိုတာကိုနားလည်နေဖို့လိုတယ်တခုအရေးကြီးတာကအဲ့ဒီစီကံကလည်းအာညံ့ညံ့တတတာဖြစ်ဖို့လိုတယ်တို့တွေနှစ်ဖက်နှုတ်ဦးနှစ်ဖက်သဘောတူညီမှုရအောင်စီကံချထားဖို့လိုတယ် နောက်သူတို့ကိုအာလွတ်လွတ်လပ်လပ်နဲ့ဒါကြီးပြင်းလာတော့မှဆက်ကြောတက်ဖြစ်လာပြီဆိုအဲ့ဒီပုံမှာကိုကလေးလေးဆဆာနဲ့ဆက်ဆံပြူလို့တယ်သူတို့ရဲ့အောင်မြင်မှုတွေသူတို့ရဲ့စူးစမ်းအားထုတ်မှုတွေမှာကိုကအတိမတ်ပြူပေးဖို့လိုပါတယ်သူတို့ကိုသူတို့တာဝန်ယူတတ်စေဖို့တာဝန်ခံတတ်စေဖို့တွေကိုကိုဘက်ကနေတစိမ့်ချင်းတစိမ့်ချင်းအင်းနေပေးရမှာကမိဘတွေရဲ့တာဝန်ပဲဖြစ်ပါတယ်ခင်ဗျာအခုလိုနောက်ထောင်ပြီးတော့ကျေးဇူးများကြီးတင်ပါတယ်